စစ်တပ်ကစစ်မှုထမ်းအင်အားဖြစ်တင်းရေးကိုအရှိန်တိုးပြီးတော့လုပ်နေတာဖြစ်ပြီးတော့ဒီအခုဆိုရင်စစ်တပ်နှမ်းကြောင်ပေါင်း၂၈ကြောင်အထိထပ်မံဖွင့်လှစ်လိုက်ပါတယ်မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာ လေးလာရေးအဖွဲ့ပေါ့လေ MDSI ရဲ့ထုတ်ပြန်ချက်အရဆိုရင်စစ်ကော်မရှင်တပ်ဟာတေးဒီမတရားပေါ့နော်ဖန်စီ အတင်းအားမှာဖန်စီ စုဆောင်ထားတဲ့လူငယ်တွေကို လေ့ကျင့်ပေးဖို့စစ်တင်နန်းចောင်းပေါင်း28ចောင်းအထိထတ်တူ တိုးချက်ပြီးတော့ပေါ့လေဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။အာဖန်စီယာရှိမှုတွေများပြားလာတဲ့အတွက်စစ်တပ်ဟာခြေလင်းအကူလက်နက်ကြီးတင်တဲ့ကြောင်းဒီခအားကနဲ့ရေတက်လေးချိန်ရေးကြောင်းပေါ့လေရလာတ9ခုလို့လို့မျိုးဒီနေရာတွေကိုပါပေါ့လေအရန်တင်တဲ့ကြောင်းတွေအဖြစ်နဲ့ထပ်ပြီးတော့အသုံးပြုနေရပါတယ်။အာစစ်ကော်မရှင်တက်စိုးမိုးမှုအားကောင်းတဲ့ဒီရှမ်းပြည်ပေါ့ရှမ်းပြည်လို့ပြောရမယ်ဆိုတော့ဒီရှမ်းတောင်လို့ပြောရမှာပါ။နောက်ပြီးတော့ရန်ကုန်မန္တလေးနဲ့ပဲခူးတိုင်းတွေ ထဲကဒီစစ်တနန်းចောင်းပေါင်း15ခုမှာအာပင်မတနန်းចောင်းတွေ ဖြစ်ပြီးတော့ အဲ့ဒီမှာတော့အခြေခံတပ်သားအစ်တင်နန်းတွေကိုပါဖွင့်လှစ်နေပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့တပိတ်ချင်းနဲ့အရွှေဘိုလိုဒေသတွေကစစ်တင်နန်းကြောင်တချို့မှာတော့လုံခြုံရေးအရာတင်နန်းတွေကိုရပ်နားထားတယ်လို့သိရပါတယ်။စစ်ကော်မရှင်တပ်ဟာနောက်ထပ်အပတ်စဉ်ဖြစ်တဲ့အပတ်စဉ်16ကိုမကြာခင်မှာ ဖွင့်နိုင်ဖို့အတွက်ပြင်ဆင်နေတယ်လို့လည်း MDSI ကအောက်တိုဘာလ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်။